ရည်ဦးမြို့မှာနေထိုင်တဲ့မိခင်ကြီးဒေါ်ရည်ရည်ပြုံတမိဖြစ်သူမတ်ခင်စိုးမိုးမိသားစုတို့ကနေပြီးတော့မိဘကိုအလုပ်ကျွေးခြင်းနဲ့ပတ်သက်လို့တရားလေးတစ်ပုဒ်ပေါ့နော်မိဘကိုစိတ်ရှည်ရှည်နဲ့မညိုမညင်မိဘရဲ့လိုရင်းဆန္ဒတွေကိုပြုစုတဲ့လှုပ်ကျွေးတဲ့သားသမီးတွေဟာ ကြီးပွားတိုးတက်ချမ်းသာမှုကိုအပြည့်အဝရရှိပါတယ်ဒါကြတဲ့ကြတော့မိဘတွေအပေါ်မှာစိတ်မရှိတာတို့မိဘတွေအပေါ်မှာညိုညင်တာတို့မပြုစုမလှုပ်ကျွေးဘူးဆိုရင်လည်းပဲ အဲ့ဒီသားသမီးမျိုးတွေဟာတဖန်ပြန်ပြီးတော့မှ ကိုယ်သားသမီးတွေရလာတဲ့အခါမှာကိုယ်ကိုလည်းပဲညှို့ညင်ခံရမှာဖြစ်ပါတယ်။ဒါဟာဝတ်လိုက်တယ်လို့လည်းပြောလို့ရတာပေါ့နော်။မိခင်တွေကိုဖခင်တွေကိုပြုစုလုပ်ကြတဲ့သားသမီးတွေဟာဘုရားအလောင်းရဲ့လမ်းစဉ်ကို လိုက်ကြတာဖြစ်ပါတယ်။ဘုရားအလောင်းဟာမာသူဘောဒကဇတ်မှာစင်ပြူတော်မျိုးမှာဖြစ်တယ်ပေါ့။ဗာရဏသီပြည်ပြမရမင်းကြီးမင်းပြုစဉ်အချိန်တုန်းကဘုရားအလောင်းလေးဟာစင်ပြူတော်မျိုးမှာဖြစ်တယ်။ ဆန်ပြူတော်မျိုးမှာဖြစ်တဲ့အတွက်စင်ပေါင်း၈000ကိုအုပ်ချုပ်ရတယ်ပေါ့သူ့မှာမျက်မမြင်မိခင်အိုဆင်မအိုကြီးတစ်ကောင်ရှိပါတယ်ဒီဆင်မအိုကြီးကိုအနီးကပြုစုအလုပ်ကြွေးခြင်းမပြုနိုင်ဘူးပေါ့ဘာဖြစ်လို့လဲဆိုတော့သူဟာဆင်တွေကိုအုပ်ချုပ်နေရလို့ဖြစ်ပါတယ်ဒါပေမဲ့လည်းပဲဘုရားအလောင်းဆင်ပြူတော်လေးကအဝေးကနေပဲအမေအတွက်အစားစရာတောက်စရာတွေကိုအစဉ်အမြဲပို့ခိုင်းပါတယ်အစဉ်အမြဲပို့ခိုင်းပေမဲ့လို့သူပို့ခိုင်းလိုက်တဲ့သူ့ရဲ့တပည့်တွေ စိတ်ချရရတဲ့ဆိုတဲ့လူတွေကလမ်းမှာဖြတ်စားလက်စားလှုပ်ကြတယ်။စားစရာတောက်စရာတွေကမိခင်စီကိုဘာမှမရောက်ပါဘူး။ဒါလည်းပဲအထူးတရီထားစရာဖြစ်ပါတယ်။ဒါကလေးကြတော့ကိုကအဝေးကနေပြီးတော့မှမိခင်တွေဖခင်တွေအတွက် စားကြပါစေအဆင်ပြေကြပါစေလို့အထောက်ပံ့ပေးကမ်းလူတန်းပေးမယ်လို့ကြားထဲကနေ ဖြတ်စားလက်စားလှုပ်တာတွေရှိတဲ့အတွက်ဒါလည်းပဲအထူးတရီထားစရာဖြစ်ပါတယ်။အခုအဆင်ပြေတော်လေးဟာကြားထဲမှာ ဖြတ်စားလတ်စားလောက်တာကိုတီးတော့တော်ပြီတဲ့ငါဒီစင်တွေကိုအုပ်ချုပ်နေလို့လဲဘာအကျိုးမှမရှိဘူးတဲ့ငါရဲ့အမေကိုခေါ်ပြီးတော့စန္ဒောရဏအိမ်ဘက်ကိုသွားမယ်လို့သူ့ရဲ့အမေကြီးကိုညတကောင်ရမှာတိတ်တဆိတ်ခေါ်ပြီးတော့စန္ဒောရဏတောင်ချီဘက်ကိုထွက်လာခဲ့ပါတယ်တောင်ချီကိုရောက်တဲ့အခါမှာမိုးလုံလေလုံဂူကြီးထဲမှာအမေအိုကြီးကိုထားတယ်အဲ့ဒီအနီးနားမှာလည်းပဲကြာဆွဲကြာရိုးကြာဘူးတွေကလည်းစိန်လန်းဆိုပြီးပြီးတော့ကြာအိမ်ကြီးတိုင်ရှိတယ်ပေါ့ အဲ့ဒီကြာကနေကကြာရိုးကြာဆွဲဒီကိုချိုးပြီးတော့မှမိခင်အိုကြီးကိုကျွေတယ်။အမိခင်အိုကြီးကိုရေတွေစုပ်ပြီးတော့မှရေတွေတိုက်တယ်ရေတွေချိုးပေးတယ်ပေါ့။ဒီလိုအနိကပြုစုလုပ်ကျွေးနေတဲ့အချိန်မှာတခါတည်းကြာတော့ဘလောက်ပဲကောင်းတာတွေလှုပ်လို့မကောင်းတဲ့ဟာတွေကလည်းဝင်လာတာပဲအနောက်ရှေ့အသားစီးတွေကလည်းဝင်လာတတ်ပါတယ်ခင်ဗျာ။အဲ့ဒီအချိန်မှာဘာဝင်လာတော့ဆိုတော့မုတ်ဆိုးကြီးတယောက်ဟာမျက်စိလေလာမပြီးတော့အခုညီတောင်းနေတာကိုတွေ့တယ်။ဖျားလောင်းဆင်ပြူတော်ကလည်းပဲ သူတော်ကောင်းလေးဆိုတော့ကူမကူညီညရယ်မနေနိုင်ဘူးအဲ့တော့အဲ့ဒီမုတ်ဆိုးကြီးကိုလမ်းပြပေးလိုက်တယ်ပေါ့ဗျာလမ်းပြပေးပြီးတော့သူ့ရဲ့နေရက်ကိုလိုက်ပို့ပေးလိုက်တယ်ပေါ့ပုံမုတ်ဆိုးဖြစ်တဲ့သူကခြေဆုတရားကိုလည်းနားမလဲခြေဆုစဖို့နေတာသာသူကခြေဆုကမ်းဖို့ပဲတည်တယ်ပေါ့ဒါကြောင့်မို့လို့ရှင်ပြန်ကြီးကိုသွားလျှောက်တယ်သူကဆင်ပြူတော်လေးတွေ့ခဲ့တဲ့အကြောင်းကျင်ရင်လက္ခဏာနဲ့ပြည့်စုံပါတယ်ဆိုတဲ့အကြောင်းလျှောက်လိုက်တော့အဲ့ဒီချင်းအဲ့ဒီအခါမှာသူ့ရဲ့နန်းတော်ထဲမှာရှိတဲ့ မင်္ဂလာဆင်တော်ကြီးဟာကွယ်တော်အိဋ္ဆာရောက်သွားတဲ့ပေါ့ဒါနဲ့အဆင်ပြေပြီဆိုပြီးအဲ့ဒီဆင်ပြေတော်လေးကိုရဲမဲ့ပိုပါတွေခေါ်ပြီးတော့သွားဖမ်းကြတာပေါ့လေသွားဖမ်းတဲ့အခါမှာဆင်ပြေတော်လေးဟာသူ့မှာခွန်အားနဲ့အမတန်ပြည့်စုံနေဆင်ပေါင်းတစ်ထောင်ကိုတောင်မှသူခြေဖြတ်နိုင်တယ်တဲ့ဟိုရဲမဲ့ပိုပါတွေကိုလည်းသူတတ်ဖြတ်ဖြက်စီးလို့ရတယ်ဒါပေမဲ့လို့သူဟာသူတော်ကောင်းဖြစ်တဲ့အတွက်လုံးဝသူများတဲ့ကိုတတ်ချင်းဖြတ်ချင်းမလုပ်ပါဘူးညင်ညင်သာသာပဲအဖမ်းခံလိုက်ပါတယ် နန်းတော်လေးကိုရောက်သွားတဲ့အခါမှာမအိမ့်နိုင်မစားနိုင် တမိုင်မိုင်တထွေထွေဖြစ်နေတာပေါ့ဩဒီချိန်ဆိုရင်ငါအမေအိုကြီးကိုကြာရိုးကြာဆွေတွေချိုးပြီးတော့မှကျွေးနေပြီဒီချိန်ဆိုရင်ငါအမေကိုရေတွေခတ်ပြီးတော့မှတိုက်နေပြီဒီချိန်ဆိုရင်ငါအမေကိုကြီးတွေချိုးပေးနေပြီသတိတရားနဲ့လွမ်းစောတန်းတားနေပါတယ်အဲ့တော့ရှင်ဘရင်ကြီးကလည်းပဲဒီစင်ပြူတော်လေးကိုချစ်တော့ဟောမင်္ဂလာစင်နှုတ်ထဲမှာထားတယ်ကောင်းပြီဆိုတဲ့အစားအစာတွေကိုကျွေးတယ် ဒါမဲ့လည်းမိခင်ကိုချစ်တယ်ဆင်ပြီးတော့လေးဆိုတော့ဘာတွေပဲကြွကြွဘာတွေပဲပြပြလုံးဝမစားပါဘူး။ဒါနဲ့ရှင်ဘုရင်ကြီးကဆင်ပြီးတော့လေးကိုကောင်းလေးကိုပုတ်တာပြီးတော့မှမိတာပေါ့။ဆင်ပြီးတော့လေးရဲ့စားစရာရှိတာစားပါ။ဘာမှစိတ်ထဲမှာမကောင်းဖြစ်မနေပါနဲ့။နောက်ဆိုရင်မင်းဒီနေရာမှာပြော့သွားမှာပါလို့ပြောပါတယ်။ရှင်မင်းကြီးတဲ့ကျွန်တော်မျိုးမပြောနိုင်ဘူးတဲ့။ကျွန်တော်မှတဲ့မျက်မျက်မြင်ဆင်မအိုကြီးတကောင်ရှိတယ်တဲ့။ အခုဆိုရင်တောင်သွားမြောက်သွားစန္ဒမန္တန်သွားရင်းနဲ့ခလုတ်တွေတိုက်ပြီးတော့မှလှဲနေတော့မယ်အခုဆိုရင် အစာငါရေပြဖြစ်နေတော့မယ်ကျွန်တော်ဘလို့လို့ဝမ်းသာနိုင်မှာလဲကျွန်တော်ဘလို့လို့ပြို့နိုင်မှာလဲရှင်မင်းကြီးလို့ပြောလိုက်တော့ဟာဆင်းပြီးတော့လေးတဲ့အဲ့ဒီဆင်မအိုကြီးကမင်းနဲ့ဘာတော်တာတော့လို့မေးတော့အဲ့ဒါကျွန်တော်ရဲ့မိခင်မျက်မမြင်ဆင်မအိုကြီးဖြစ်ပါတယ်ကျွန်တော်သူ့ကိုပြုစုလှုပ်ကြွေးနေတာဖြစ်ပါတယ်လို့ပြောလိုက်တော့အော်လက်စာတတ်တော့ မိခင်ကိုပြုစုလှုပ်ကျွင်းနေတဲ့စင်ပြူတော်လေးပဲသူတော်ကောင်းလေးပဲကဲလွတ်လိုက်ကြတော့ဆိုတော့စင်ပြူတော်လေးကိုနန်းတော်တဲကနေလွတ်ပေးလိုက်တယ်ပေါ့ဗျာလွတ်ပေးလိုက်တော့စင်ပြူတော်လေးကပြောပြီးတော့မိခင်အိုကြီးစီကိုပြန်လာတယ်မိခင်အိုကြီးကတော့ရေကန်ပေးမှာပက်လက်ကြီးလန်းလဲနေပြီပေါ့လေအစာငါရေပြဖြစ်နေတဲ့အချိန်မှာစင်ပြူတော်လေးကရေကန်တဲကရေတွေကိုနာမောင်းနဲ့အပြစ်စုပ်ပြီးတော့မိခင် ဆင်မအိုကြီးအပေါ်ဖြန်းချလိုက်တယ်အဲ့တော့ဆင်မအိုကြီးကလည်းဩဒီမိုးကလည်းပဲအချိန်မိုးအခါမိုးငါ့ရဲ့သားကိုနန်းတော်ကဖမ်းသွားလို့စိတ်ညစ်နေရတဲ့အထက်ဒင်းကတမျိုးဆိုပြီးတော့ပွားစီပွားစီနဲ့ပြောတာပေါ့လေအဲ့တော့မှဆင်ပြီးတော့လေးကအမေထတော့သားရောက်ပြီးသားကိုဟိုနန်းတော်ကလွတ်ပေးလိုက်ပြီးအမေလို့ပြောတော့ဝမ်းသာအားရနဲ့ပေါ့ဆင်ပြီးတော့လေးဟာမျက်မမြင်မိခင်အိုကြီးကိုသေတပံတက်တဆုံး ပြုစုလုပ်ကြည့်တော့အမိခင်အိုကြီးလည်းပဲတည်တဲ့အခါမှာနှက်ပြေကို လာရတယ်။ဆင်ပြူတော်လေးလည်းပဲတည်တဲ့အခါမှာနှက်ပြေကို လာရပါတယ်တဲ့။အဲ့တော့ဗာရာဏသီမင်းကြီးဟာမိဘကို ပြုစုလုပ်ကြည့်တဲ့သာသမီအမတန်ကိုရှာပါပါတယ်။နောက်လာနောက်သားတွေအတူယူနိုင်ရန်အတွဲမြို့လေကောင်းမှာဆင်ပြူတော်ယုတ်ကြီးကိုထုပြီးတော့မှမိဘကိုပြုစုလုပ်ကြည့်ကြောင်းတက်တည်ထူခဲ့တာ ဖြစ်ပါတယ်ခင်ဗျာ။ပြောချင်တာကဒီနေရာမှာ မိခင်ကို ဖခင်တွေကို ပြုစုလို့ကြွေးတဲ့သာသမီဟာဒုက္ခရောက်လဲပဲခဏပဲဒုက္ခမရောက်ဘူးလားဆိုတော့ဒုက္ခတော့ရောက်တတ်တယ်ဒါပေမဲ့ခဏပဲသူကခဏရောက်ပြီးရင်ခဏပြန်ပြီးတော့ပြည်လေသွားတာမျိုးပေါ့အခုလည်းပဲဒီစင်ပြူတော်လေးဟာမိခင်စင်မအိုကြီးကိုပြုစုလို့ကြွေးကြင်လွန်လို့ရင်ထဲမှာတောင်းတနေတယ်ဟိုမိခင်ဖခင်နေဆိုတာလည်းပဲအငြဲတမ်းကိုယ့်ရဲ့သာသမီအဝိတ္တနေရောက်သွားတဲ့အခါမှာလက်လွတ်စပယ်နေတာမျိုးမဟုတ်ပါဘူး ိုယ့်ရဲ့သားသမီးတွေကိုအမြဲတမ်းမေတ္တာပို့တတ်လျက်ရှိပါတယ်။မိခင်ရဲ့မေတ္တာ ဖခင်ရဲ့မေတ္တာတွေကိုရရှိတဲ့သားသမီးဟာဒုက္ခရောက်ရင်လေခဏပဲအားလုံးပဲမိခင်ဖခင်တွေကိုပြုစုလှုပ်ကျွေးနိုင်တဲ့သားသမီးကောင်းများဖြစ်နိုင်ကြပါစေဗျာ။အားလုံးပဲကိုယ်စိတ်နှပါချမ်းမာချမ်းသာကြပါစေ။